ောက်တတိယအချိန်ကဖိုက်စားတဲ့အချိန်နဲ့ပတ်စံလို့တဲ့အချိန်မရှိရအဲ့တဲ့အချိန်ပူရောတတိယဟာနှာဘူးကဟုတ်ကဲ့မင်္ဂလာပါချောင်းဆိုင်ပထိုက်လေးနဲ့ဒီလိုနွဲ့ရတဲ့ခါကျဘယ်လိုလေးများနေပြီမလုံးချင်တော့အမှန်တိုင်းပြောတာအဲဆိုတော့လေအခုတော့အကောင်းဆုံးကြိုးစားတာဒါပေမဲ့အော်ဒီဇိုင်းရုပ်ဆိုရင်ချောင်းဆိုင်ကိုမြင်ရတယ်လို့ပြောမလားအာဒီကကဟိုမသိရင်လိုင်စင်ပဲရတာသလိုစလိုက်တော့မိုင်းစမ်းတဲ့သူအဲမဟုတ်မဟုတ်မိုင်းစမ်းတဲ့သူချစ်သူများမဟုတ်ဆိုကြ ်ဆိုကြအဲ့ရနေစားလိုက်တာဗောနော်အဲ့အဲ့လိုမျိုးမြင်ပြီးတော့ရိုက်ကြရလို့ထင်ပါတယ်ဒါပေမဲ့ဘလော့ပြိုစရာကောင်းခွင့်လေဘာလို့ဆိုဒီအခွဲသားတွေအခေးကြီးတွေဂေးလေးတွေဒီဒီပြည့်စူပါသမင်းသားမင်းသမီးတွေဒီကြားထဲမှာအာဒီတင်မောကြီးပေါ်မှာဟုတ်လားอืมๆပြောစရာတော့ကောင်းပါတယ်စင်းနိုင်လို့လို့အမှတ်တရရှိပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဟာတာကားရိုက်တဲ့အတွက်ကိုကိုရိုင်းစိတ်ကိုပျော်အောင်ထားပြီးတော့အာပျော်ပျော်ရွှင်ရွှင်နေပြီးတော့ရိုက်ကြရတာဆိုတော့ပြီးတော့ရိုက်တဲ့ အဲနုပညာရှင်ကြီးကိုမောင်နှမတွေအကောင်လုံးကလည်းအပြင်မှာတိပြီးခင်မင်ရင်းနှီးနေတဲ့လူတွေဖြစ်တဲ့အတွက်အကောင်လုံးပုံမလင်းလင်းပြပြပါပါနဲ့အကောင်လုံးစူးစမ်းနိုင်ခဲ့ပါတယ်ဟုတ်လားမတ်တရားလေးဘာလို့ရှိပြန်မတ်တရားလေးဘာလို့အကောင်လုံးပါပဲမတ်တရားတော့တွေ့ရူးတော့မမမ်းမိတော့အကောင်လုံးစင်တိုင်းလို့လို့အမတ်တရားပါပဲအဲ့ဒါမတ်တရားအဲ့တော့ဟိုဘယ်မှာနေတွားရိုက်ခဲ့ရလဲဘယ်လိုတွေတိုးဆောင်ခဲ့ကြရလဲ အာရန်ကုန်မြို့ထဲမှာပါပဲအဲပြီးတော့ကျွန်တော်လဲကူးတို့ဘာလို့ပါမှာလဲတွားရိုက်တယ်လဲကူးပါနေရာတော့ location တော့စုံတယ်ပေါ့နော်အာကားကလည်းအဲဟိုဒီကျွန်းကျွန်းပေါ်ရောက်သွားပြီးတော့ဒီတင်မော်ကြီးတွေလည်းပါအညာတွေလည်းပါတယ်ဆိုတော့အကောင်းဆုံး location တွေ quality တွေကတော့အကောင်းဆုံးအမြင်မားဆုံးမြင့်တင်ပြီးတော့ကျွန်တော်ရိုက်ကူးထားပါတယ် တော့ဒီဟာဆိုစိတ်ဖွင့်ပြီးတော့ဟောစိတ်ဆွတ်ပြီးတော့လောရတဲ့အပြူလို့ပြောမလားဘယ်လိုပြောမလဲဘာလို့တော့တော့ပျော်ရမယ်တော့ဟာတာကားရင်းလိုလိုပါပဲဟာတာကားရင်းကတော့ဟာတာမြောက်အောင်တေးဥဆောင်ရဖြစ်တဲ့အတွက်ကိုကိုရင်ဟာတာဖြစ်နေကိုပျော်နေဖို့လိုတာပါအဲစတရိုက်တာလည်းကိုရာဇဝင်ကိုဆိုတော့သူနဲ့ကလည်းအရင်ထဲကခင်မင်းရင်းနေပြီးသားသူကလည်းပြေပြေနေတတ်တယ်လို့ဆိုတော့အားလုံးအဆင်ပြေပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ကိုညိုထွတ်တို့ဟောကိုကိုရောင်တို့ဟောညိုထွတ်ခေါင်တို့ဟောမှာတိုင်လုံးတို့ကြည့်ပြီးတော့ကိုယ့်ကိုပလုံသဘောကျနေရတယ် ရည်ရတာရှိပါတယ်သူတို့လည်းအာတာတော်တော်မြောက်အောင်ကြိုးစားထားကြတယ်ဒီထဲမှာသူတို့ကြည့်ပြီးရည်ရတာလည်းရှိဟုတ်လားအဲ့တော့ဒီလိုဇာတ်မျိုးကြတော့ဝတ်စားကြတော့ဘလို့လေးဆင်ရတာဝတ်စားလာတာအင်းပေါ့ဝေစားပိုင်းကိုပို့ပြီးတော့စီစဉ်ရတာပေါ့သုံးယောက်စလုံးကဝေစားကိုအကောင်းဆုံးအားထည့်ပြီးတော့ဂျူဟိုစီစဉ်ထားကြပါတယ်ဟိုကွယ်လေးကလည်းဒီမှာဖွင့်ပြီးတော့လုပ်ပေးရဲနောက်ပြီးတော့ဒါဆွဲခေါ်လာတယ်ပါရှိတော့ဒီဟာစုပ်တယ်အင်းပေါ့လွယ်လေးနဲ့စုံတဲ့ဆင်းတွေလည်းရှိပါတယ်အဲကျွန်တော်နဲ့တော့အသိမစုံပြဘူးထိုင်တော်နဲ့စုံတာထင်တယ် ကိုရန်လေးနဲ့ဟုတ်ကိုကျွန်တော်နဲ့ကဥခင်လိုင်းနဲ့စုံတယ်ဥခင်လိုင်းလေးရကလည်းရှားကားတွေမှာလည်းစုံပူးထားတာရှိတယ်ခင်မင်းရင်းနှီးပြီးသားဆိုတော့သူကအမြဲတမ်းတွဲခေါ်ပါတယ်မတိတာရှင်းလဲတင်ပေးပါတယ်ဟိုမတက်တာရှင်းလဲသူအလိုပြောပြမိတာရရှိပါတယ်ဥခင်လိုင်းနဲ့ဘာဘာလို့ဒီအာနှီးပြီးတော့လုတ်ခဲ့ကြလဲအဲတော့ကျွန်တော်တို့ပြပါလေရကြတော့ဗျာအဲဘယ်လိုပြောရမလဲကျွန်တော်တို့မဖန်တီးနိုင်တာရှိတယ်သူတို့ကြတော့တပါပြာကြီးတွေဖြစ်တဲ့အတွက်သူတို့အားကိုးရတာရှိတယ်ဥက္ကလန်ကြီးကျွန်တော်ဒီဆင်းမှာကျွန်တော်ဘယ်လိုလှုပ်လိုက်ရမလဲကျွန်တော် ဒီလိုမျိုးပြောလိုက်ရင်ကောင်းမလားဒါမှမဟုတ်တခြားဘယ်လိုမျိုးပြောလို့ရသေးလဲဆိုတာမျိုးလေးတွေလည်းအော်တင်ရတာရှိပါတယ်ဟုတ်ဒီကနေ့ပတ်သက်မှာအကြံပေးပေးတာပါလိပြောခြင်းလဲကျွန်တော်တို့အကောင်းဆုံးစူးစမ်းထားပါတယ်လာရောက်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ပါတယ်။ရလဲရမယ်။ရလဲပြောအောင်လဲလို့လား။ဟုတ်ပါတယ်။ဟာတတီးတန်းပါ။ကျေးဇူးပါ။ကျေးဇူးပါ။ကိုရဆုံကိုမင်္ဂလာပါ။မင်္ဂလာပါ။ကိုရဆုံကိုကဟာတကိုစိတ်ဝင်စားလာဟာတကားရင်းဒီတက်ကိုချတတ်တယ်ဘယ်လိုပြောမလဲ။ အဓိကကတော့အမဟိုဟာတာဝတ္ထုရေးဘက်ကလာဆိုဟာတာကိုအားသနာပေါ့အဲ့တော့ပထမရက်ပြည်စကပြန်ပြောပြပါလားကျွန်တော်မှတ်ပြောအဲ့ဒါလေးကအဲ့ဒါလေးက DVD နဲ့အာဂျားပြတ်ယုံတင်လိုက်တာဟုတ်တယ်မဟုတ်တယ်ပြောနေကြတာဟုတ်ဖေကောအော်ဒီကဟုတ်ရွှေရှင်ကဟုတ်ဟုတ် ဖေးကူကရွေးချယ်ကောင်းဆိုတာတကားလေးနဲ့လူလဲတူသွားတယ်ဟာအထုတ်ထုတ်တယ်ပတ်စံအများကြီးရတယ်ဟာအဲ့ဟာကြောင့်ပဲဒီပဲဆက်ကိုရှစ်ဆက်ဖို့ဟာအားရှိသွားတာလားဒါကကိုယ့်ဝယ်အဖွင့်ဖြစ်သွားတာဘယ်လိုပြောမလဲဟုတ်ဒါကကျွန်တော်ပထမအဦးဆုံးဒီဒါတာအနေနဲ့ရိုက်ကြတဲ့ကားပေါ့နော်ဟိုဗီဒီယိုတော့မြေဘက်နဲ့ဒီရွေးချယ်ကိုစပြီးကြိုင်နေတာပေါ့အန်ရတော့ကြီးရဲ့အဲ့ကအောင်မြင်ခဲ့လို့လက်ဆက်ပြီးရက်တီလို့ရတာပေါ့ဘာလို့အန်ရကြီးတယ်လို့ပြောတာလဲ အဘလို့လဲဆိုတော့ပထမဆုံးနည်းနည်းပြောရအောင်လဲဒါတာဆက်လုပ်တဲ့အခါကျတော့ရှင်းပါဆိုဟိုပြောရအောင်ဒီရုပ်ရှင်စီးမောကသလိုချင်းလဲကျွန်တော်တို့ဒီဗီဒီယို၅ခါရိုက်ပြီးမှဒါတာဆက်ဆက်လုပ်ကြမယ်ဆိုတော့စီးမင်းတွေပါရှိတယ်ပေါ့နော်အဲ့ချိန်မှာအဲ့စီးမင်းဆော့ထုတ်တဲ့လူတွေဆွဲတော့ပြောရရင်တော့ဒါမဲ့ဒီကားမအောင်မြင်အများကြီးပေါ့နော် risk ကတော့တော်ကြီးတာတော့အဲ့တော့အခုဆိုပဲတကားဖြစ်သွားပြီလားအလုံးပေါင်းမှတ်မိသောက်ဆိုအမ်29ကတော့ရှိပါသေးတယ်29လောက်ရှိတော့ဟုတ်29မှာဟာတာတွေလည်းပြသပြီလားဟာတာပဲများတာလားအမ်ဟာတာ20လောက်ရှိနေတာပါ မာယာကြောင်းကိုဘာလို့ရိုက်ဖြစ်တာလဲအာထုတ်လို့ပြီးတော့ပဲလာဇက်ကြောင်းလားဒီတိုးဆောင်နေကြတာဘာလို့ပြောမလဲအဓိကဇက်ပါပဲဟုတ်ဇက်ကြိုက်လို့ဇက်ပဲတော့ပြီးတော့ကိုပစန်းလုံးကလည်းဒီလောကဇက်တိုင်းလုတ်ဖြစ်နေပေါ့နော်ဘာဖြစ်နေခါကျတော့သူတို့နဲ့ချိန်မိနေတယ်ဒီဘက်မာရာကမိခင်ထုတ်လို့ရနေပါချိန်မိတာပေါ့ဒီကအဲ့လိုဒီမှာတိုးဆောင်ကအများကြီးပျော်စရာရမ်းပြအောင်ဘယ်လိုလဲဟော ဒီတိုက်တာတိတ်တိတ်လေးကစီးရုံးခဲ့ရတာစိုးစားခဲ့ရတာဟုတ်တယ်ဟိုညကဒီစကားကိုလာပြီးတော့ဒီဟိုတက်တက်ဆလောက်တဲ့ခါကျမှသိရကောနော်အတာဘုတ်ကတော်တော်များတာပဲလို့အုံနေချင်းနဲ့ဟိုလေးပါမလဲဆိုင်ကလည်းတော်တော်လေးကိုမပြောတိုက်တဲ့ခါရတာပေါ့နော်အတာရင်းနဲ့လည်းပြောလားညရနိုင်ရဒီထလို့ပဲနဲ့လည်းညရနဲ့ဘလို့ရှင်ဒီထလို့ကုံကြမ်းကြီးကတော်တော်ထောင်းသွားတာဟိုအဲ့ဒီခါကျတော့ဘယ်လိုပြောမလဲအဓိကတော့ပိတ်သက်ပါဘူးစေတနာထားတာပိတ်သက်ကိုရည်စည်ခြင်းနဲ့အတွက်ရိုက်ခဲ့တာပါပဲနော်ပိတ်သက်ကိုရည်စည်တဲ့အတွက်တော့ဟုတ်တာပါဘယ်အဲ့တော့ကိုကဘယ်လောက်ရှေ့ရစူးစမ်းခဲ့ရတာဘာဖြစ်လို့ဆိုတော့ ီလူတွေအားလုံးကိုထိချောင်းဖို့ဒီစာကြီးကိုဟောဖွင့်ပြီးတော့သူတို့လုံနိုင်ဖို့ဒါတွေအများကြီးပါတာဟုတ်အဓိကတော့အတာများတဲ့ခါကျတော့ကျွန်တော်တို့ဒီအသူတို့ရိုက်ကူရက်တွေညှိရတယ်။နောက်ပြီးလို့ရှိရင်ဒီဘက်ကဒီ production line လိုင်းအချပေးထားတဲ့ guideline ပုံမှာလည်းသွားရတာရှိရယ်။နောက်ပြီးရင်ဆက်မပြတ်သွားအောင်လည်းပေါ့နော်အဲ့လိုမျိုးလောက်ရတာရှိခါကျတော့ဇန်ညိုးမှဆိုရင်ကျွန်တော်တို့၃လ၅ယောက်ရှိရယ်ဇန်ညိုးရေးတာတင်လို့အဲ့မှနေပေါ့နော်ဒီနာမည်တက်မထားတဲ့လူတွေကအများကြီးပါတည်ရတယ်။ဟုတ်အဲ့လိုရှိသေးလား။ဟုတ်အဲ့လိုအဲ့လိုဒီမှာဆိုရင်ကွယ်လေးရှိတယ်။ဒါမျိုးတော့ရှိတယ်တိုင်ရောရှိတယ်။ဟုတ်ထောက်ချမ်းရှိတယ်ပေါ့။ဟုတ်ဒီ site ကို join နေတဲ့လူတွေ site ကိုလုံးနေကြတယ် အဲ့ဒီဟောင်းပဲကိုကဘလိုလေးပူကောင်းအောင်ဘလိုလေးလုပ်ခဲ့ရလဲမြည်ရအဓိကတော့ဒီမြန်မူနေကြဟိုပုံစံလေးကနေခွဲထွက်တော့ပေါ့နော်ဒီဂေးကားတွေရိုက်ခဲ့တော့အများကြီးပေါ့နော်အများကြီးတဲ့ပုံမှာမတူအောင်ခွဲထွက်ချင်ပေါ့နော်အဲ့ဒါတို့လည်းညီရနောက်ပြီးတော့သူတို့သူအော်ဖစ်ကအစကျွန်တော်တို့တွေမတူအောင်ဖိုင်းလာတယ်ပေါ့နော်ဟုတ်ကိုတွေကပင်မန်းလို့ဆိုတော့ဟုတ်တော့ပေါ့နော်ဒါပေမဲ့ဘလူလေးပျော်နေရတယ်ဘာလို့ဆိုတော့ဟိုကြိုက်ပြီးသွားတဲ့ချိန်မကွယ်လေးလို့ဆိုရင်ပွင့်လို့တာအကုန်လုံးပွင့်ပြီးလုပ်တာကြတယ်ကွယ်လေးဆိုတာပင်မောပေါ့မလားသူကပါတီပေါ့ဟုတ်တယ်မလားစလို့ရပြီဆိုတာအဲ့ဒီလုံးလို့ကအဲ့ဒီဟာတွေက အရိကကကျွန်တော်ဒါအရိုက်တာကျွန်တော်ဒီဘက်လက်ကူမှာရိုက်တာနောက်ပြီးလို့ရှိရင်ဒီဘက်ဒီဘောတော်သိကမ်းမှာတင်းမောထွက်တယ်ပေါ့နော်လို့အများကြီး CGI နဲ့လည်းအများကြီးကျွန်တော်သုံးထားပါတယ်ဟုတ်လားအော်ဒါစကြရဲဘယ်ဘယ်ရောက်သွားပြီလို့ဆိုရင်ဆရာရေတက်လာကြတယ်စတာဟုတ်ဟုတ်ကဲ့အဲ့တော့သူတို့တွေရောဘလူတွေပျော်နေကြဘလူတွေခေါ်ကြနေကြတယ် အဓိကတော့ဟာတာကားဖြစ်တဲ့အတွက်ကြိုးစားပွားပါပါပဲအဲလိုမျိုးအတားအီးဘယ်လိုပြောမလဲအခက်အခဲရဲ့လို့တော့မရှိဘူးပေါ့နော်ဟာတာကားတကားဖြစ်တဲ့အတွက်ပြောပါဒီအနုပညာမောင်တို့ကတော့ဒီရဲကုန်းမောင်ကြီးကပြောနေရတာပဲဟိုဒီဟာအိကကျော်ဟေးလာဝါလာနဲ့ပဲကြိုက်ခဲ့တော့ပါဘူးအမတ်တရားဘာလေးရှိနေလဲသူတို့နဲ့အအမတ်တရားဆိုတော့ကျွန်တော်ဒီကိုကြီးတို့ကောင်ရဲ့ထောင်ဆိုင်ရဲ့နောက်တိုင်းလိုရဲ့ဒီဟိုတန်ကုန်မြေထဲမှာဟိုဖောင်ပြောတဲ့စီရင်ကြိုက်တယ်ညဘက်ကြိုက်ခဲ့တယ်ပေါ့နောက်ဒီကတော့ဖောင်ကိုတကယ်လှုပ်ပြီးတော့မျောကြမျော live site မျောဆိုပြီးတော့ကြိုက်ခဲ့ကြပါအဲ့ရတာတော့အမတ်တရားပဲဟုတ်တကယ်ရေးသီးချက်မှာမျောပြီးတော့ ရိုက်ရိုက်လာတာပါအဲ့ဖောက်ကိုလူချင်းတဲ့တိုင်ဖြစ်သွားလားကိုပြည့်ခဲ့ပါလားဟုတ်ပြည့်ခဲ့ပါလားဩအဲ့ဒါတွေကကိုတဲ့ဘလောက်ဒီဒေတာကြည့်တဲ့အခါကျပိုဆင်ပြေသွားမယ်ကိုသဘောကျတာတူတူတော်အားကျတယ်ဖြစ်ပါမယ်အဓိကကတော့ဟိုမညွန်မှုတဲ့ပုံစံတစ်မျိုးပေါ့နော်ရတာတကူကိုခံစားရမယ်လို့ထင်ပါတယ်ဟုတ်အဓိကဟိုဟာတကားတွေအများကြီးတဲ့မှာကိုတက်နေမယ်ဟာတကားဖြစ်ဖို့တော့အားခံပါတယ်ဟုတ်အဲ့တော့သူတို့ဥပစာတွေရောကိုဘယ်လိုလေးအာစီမံဖန်တီးပေးခဲ့တာအဝစားကဒီဥက္ကလန်ကတော့ကျွန်တော်တို့ဥက္ကလန်တို့ကိုပြန်လေးတော့ဒါကျွန်တော်တို့ရှင်းမရခဲ့တဲ့ပုံစံမျိုးပဲတိုင်းချူးကြတော့လုံမလာဘူးအဓိကလောက်တာကတော့ဒီမြလားအငွေသုံးလဲ ဲ့ပေါ့နော်ဂျိုသုံးလဲဆိုလို့ကျွန်တော်မာမီဒီယံချင်းချင်းထိုင်ထိုင်ပြီးရင်ဟိုဟာလိုင်းမော်ဟာဒီဂေးတွေဝတ်တဲ့ပုံစံပေါ့နော်အောက်ဘက်ကအသာကျွန်တော်တို့ရှိုက်ပေါ့ငါကျွန်တော်တို့ကျွန်တော်တို့လိုလိုချင်းနေလိုလိုချင်းနေအသာအဲ့လိုမျိုးဒီသေးသွားတာပါခင်ဗျာဟုတ်ဟောပိကကတာဟိုတော့ကြချင်းနိုင်သူရခံစားချက်ပြပြရလို့လေးအဓိကတော့အော်ဘယ်ပြောရမလဲကိုလိုတိုင်းအရာတစ်ခုပဲတက်ကြိုက်တယ်ကျင်းတယ်ဆိုတော့ပြင်းပြကျွတ်တယ်ပေါ့ပါဟုတ်ကဲ့ကျေးဇူးပါ